အားလုံးပဲမင်္ဂလာပါအဲဒီကလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့အခုလိုမျိုးပေါ့နော်ကိုယ့်ရဲ့ Facebook account ထဲကိုပောက်ပန်း40လာတင်သွားတာတွေကိုပိတ်ချင်တဲ့မိတ်ဆွေတို့တော့ပိတ်တဲ့နီလန်းလေးကို sharing လုပ်ပေးမယ်အခုလိုမျိုးကိုယ့်ရဲ့ account ထဲကိုကျွန်တော်တို့ကဝင်ကြည့်တယ်ကိုယ့်ရဲ့ account ထဲမှာကကိုတင်ထားတာကတစ်ခုနှစ်ခုပဲရှိတယ်အခုလိုမျိုးပေါ့နော်ကိုယ့်ကို follow လုပ်ထားတဲ့သူတွေလည်းရှိတယ်ကိုယ့်ကို friend လုပ်ထားတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒီလိုလူတွေကပောက်ပန်း40လာတင်သွားတာလည်းပေါ့နော် အတချို့ဆိုရင်မကောင်းတဲ့ပုံကြီးတွေနဲ့လာတင်သွားတာရှိတယ်။အတချို့ကျရင်တင်မြန်တက်တွဲသွားတာရှိတယ်ပေါ့နော်။အခုလိုမျိုးမင်္ဂလာပါ၊သာယာတော်နေ့လေးဖြစ်ပါဒါမျိုးတွေပေါ့နော်။ကိုယ့်ရဲ့အကောက်ထဲကိုဒါကျွန်တော်ရဲ့ friend ဖြစ်တဲ့လူတွေကလည်းလာတင်လို့ရတယ်။အခု follow လုပ်ထားတဲ့လူတွေကလည်းလာတင်လို့ရတယ်ပေါ့နော်။ဒီတိုင်းလာတင်လို့ရဆိုကိုယ့်ရဲ့အကောက်ထဲမှာရှုပ်ရှက်ခန့်နေတာပဲပေါ့နော်။အဲဒီလိုမျိုးတင်လာတင်လို့မရအောင်ပောက်ပန်းလေးသက်လာတင်လို့မရအောင်ပိတ်တဲ့နီလန်လေးကို share နေလုပ်ပေးမယ်။တချို့ဆိုရင်တော်တော်ဆိုးတယ်ပေါ့နော်။အဲမကောင်းတဲ့ဆက်စီပုံကြီးတွေနဲ့လာလာတင်သွားတာပေါ့နော်။ကိုယ့်ရဲ့အကောက်ထဲကို။ โอเคဒီလိုမျိုးလာတင်လို့မရအောင်ပိတ်တဲ့နီလန်းလေးပေါ့နော်အဲဒီနီလန်းလေးကိုမျှဝေပေးချင်ပါတယ်โอเคစိတ်ဝင်စားလို့ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်တယ်ပါโอเคဒါဆိုရင်ကျွန်တော်တို့ကပိတ်ဖို့အတွက်ပေါ့နော်နီလန်းကနှစ်ချက်ရှိတယ်ပေါ့နော်အဲကျွန်တော်တို့ကယိုယို Facebook ကောက်ကနေတော့ပိတ်ပုံစံပြောင်းလာလာရှိတယ် follower ဖွင့်ထားတာပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ကယိုယိုပဲနေတယ်တာမန်အကောက်လိုပဲအသုံးပြုလာလည်းရှိတယ်ပေါ့နော်အဲတာမန်အကောက်လိုအသုံးပြုတာဖြစ်တဲ့အတွက် friend တွေကလာတင်မယ်အဲကျွန်တော်တို့ကပိတ်ပုံစံပြောင်းလာလာဖြစ်တဲ့အတွက်ကိုယ် follow လုပ်ထားတဲ့လူတွေကိုယ့်ရဲ့အကောက်တွေလာတင်မယ်အဲဒါကြောင့်ကျွန်တော်တို့ကနှစ်ချက်ပိတ်ရမယ်ပေါ့နော် အဲတချို့ကြတော့လေအဲ့ဒီလိုတင်မြန်တက်တွဲတာလည်းရှိတယ်ပေါ့နော်ဒါပါကျွန်တော်သုံးချက်မြောက်ပေါ့နော် sharing လုပ်ပေးမယ် okay ဒါဆိုရင်ကျွန်တော်ရဲ့မရှိတာကိုယ့်ရဲ့အကောက်ထဲကိုဝင်လိုက်အဲကိုယ့်ရဲ့အကောက်ထဲကိုရောက်လာပြီဆိုရင်အဲ့ဒီမှာ profile နေရာလေးရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်အဲပြီးသွားရင်ကျွန်တော်ရဲ့မရှိတာ setting လေးကိုတစ်ချက်နှိပ်အဲ့ဒီနေရာမှာကျွန်တော်တို့ကို follow လာလောက်ထားတာပေါ့နော်ကျွန်တော်တို့ရဲ့အကောက်ကပိတ်ပုံစံပြောင်းလာတာဖြစ်တဲ့အတွက်ချိုးချောက် follow ပဲလုပ်မယ်ပေါ့နော်အဲဒီလိုကိုအရင်ပိတ်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိစ္ဆာကနည်းနည်းဆွဲတင်ဆွဲတင်ဆွဲတင်ပြီးတော့ဒီမှာ follower in public contact ပေါ့နော်ဒီအပေါင်းနေရာလေးရှိတယ် အဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်အနှိမ့်လိုက်ရင်သူကဒီမှာပေါ့နော်ဒါကတော့ follower ဖွင့်လာတာဒါဒုတိယအကြောင်းပေါ့နော်ကျွန်တော်များထောက်ထားတဲ့ဒုတိယအကြောင်းလေးကိုကျွန်တော်ရေးမိချက်ကတစ်ချက်နှိမ့်လိုက်အဲ့ဒီနေရာမှာဒါကျွန်တော်တို့ကို follow လုပ်ထားတဲ့လူတွေကလာပြီးတော့တင်မယ်အဲတင်မှာမကြိုက်ရင်ကျွန်တော်ရေးမိချက်ကအောက်က only me ကိုထားအဲထားပြီးတော့ save ကိုနှိမ့်လိုက် okay ဒါဆိုရင်ဒီနေရာက only me ဖြစ်သွားပြီ only me ဖြစ်သွားပြီဆိုရင်ဒါကျွန်တော်တို့ကရိုးရိုးအကောက်ကဒီအကောက်ကလည်းဒါကျွန်တော်ကပြေပွန်စံကြောင်းလာတာဖြစ်တဲ့အတွက်ပေါ့နော်ချိုးဆို follow ဖွင့်လာတာအတူတူပဲပေါ့နော် အဲ့ဒါဆိုရင်ကိုယ် follow လုပ်ထားတဲ့လူတွေကကိုယ့်ရဲ့ account ထဲကိုလာပြီးတော့တင်လို့မရတော့ဘူးပေါ့နော်။ Okay ဒါကတစ်ချက်ပေါ့နော်။အဲ့တချို့ကျတော့ကိုယ် follow မလုပ်ဘူး၊ plan လုပ်ထားတာရှိတယ်။အဲ့ဒါကိုလည်းထပ်ပိတ်ဖို့လိုတယ်ပေါ့နော်။ Okay ဒါဆိုရင်နောက်ကိုတစ်ချက်စုံမယ်။အဲ့ဒါကတော့ setting ထဲမှာပဲပေါ့နော်။ကျွန်တော်မစုပ်ပြရတော့ setting ထဲကိုဝင်လာ။အဝင်လာပြီးတော့ခုနကတော့ follower and public contact ကိုသွားတယ်ပေါ့နော်။အခုကတော့ profile တက်ကနေပေါ့နော်။အောက်ကအမှတ်တဆိတ်လို့ပုံလေးရှိတယ်။အဲ့ဒီနေရာလေးပေါ့နော်။အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ် โอเคနေပြီးတဲ့ဆိုရင်ကျွန်တော်ရေးမစကားဒီမှာက front ဖြစ်နေတယ်ပေါ့နော်အဲကျွန်တော်တို့ front လောက်ထားတာရှိသေးတယ်သူတို့ကလာပြီးတော့တွဲလို့မရအောင်ပိတ်မယ်ပေါ့နော်အဲပိတ်မယ်ဆိုရင်အဲ့ဒီနေရာကိုနှိပ်နှိပ်ပြီးတော့အောက်ကတော့လေးကိုတစ်ချက်ပြောင်းပေးလိုက်အဲပြောင်းပြီးတော့အောက်ကစိတ်ဆိုတာလေးပေါ့နော်တစ်ချက်နှိပ်တဲ့ဒီမှာ only me ဖြစ်သွားပြီပေါ့နော် only me ဖြစ်သွားပြီဆိုရင်မိတ်ဆွေကို front လောက်ထားတဲ့လူကလည်းလာပြီးတော့ကိုတင်လို့မရတော့ဘူးပေါ့နော်ခေတ်တဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာဒီတိုင်းလေးပြောင်းလိုက်မယ်ပြီးသွားပြီဆိုရင်တချို့ကြတော့လည်း အဲဒီလိုမျိုးတင်မြောက်ဆိုရင်တက်တွဲတာရှိတယ်ဗောနော်ဒါကတော့ကျွန်တော်တို့ရဲ့ပို့တွေရှဲတာတော့ဒါတော့ထားတာဗောနော်အဲကျွန်တော်တက်တွဲတာလေးကိုထပ်ပြီးတော့မျက်ဝေပြီးမယ်ဒါဆိုရင်ကျွန်တော်ရဲ့မစက်ကတက်တွဲတဲ့နေရာမှာလေဒီချက်လေးကလည်းအဲပိတ်ပြီးလို့ရတယ်ပိတ်မယ်ဆိုရင်တော့နှစ်ချက်လုံးပိတ်ထားရတယ်ကောင်းတယ်โอเคဒါဆိုရင်ကျွန်တော်မစက်ကဒီအကြောင်းလေးကိုတစ်ချက်နှိပ်နှိပ်ပြီးတော့ဒီမှာ on limit ကိုထားအဲစိတ်ကိုနှိပ်အဲဒါလေးလည်းပိတ်မယ်ဆိုတော့ရတယ်ဗောနော်မပိတ်လည်းပြဿနာမရှိဘူးသူကတော့အဲဒီတက်ဝတ်ထားလိုက်ဗောနော်သူ့ on limit ထားလိုက်မယ် အထားလိုက်ပြီးတော့ဒီချက်လေးဖွင့်ပေးတယ်ပေါ့အဓိကကတော့ကျွန်တော်ရဲ့မရှိကဒီအောက်ဆုံးចောင်းလေးပေါ့နော်အဲဒါလေးတစ်ချက်ကိုလည်းကျွန်တော်ရဲ့မရှိကဖွင့်ပေးလိုက်ပါဥပမာဒါလေးတစ်ချက်ကိုဖွင့်ပေးလိုက်မယ်အဲဖွင့်ပေးလိုက်တာနေပေါ့နော်တရားဟောတာကျွန်တော်တို့ကိုတက်တွဲလာနေအဲကျွန်တော်တို့ရဲ့ Facebook notification လေးမှာရောက်လာတယ်အဲတချို့ကြောင့်လည်းတက်ဖွင့်ပေးရမယ်ပေါ့နော်အဲဘယ်လိုပြောမလဲဆိုတော့မိသားစုတွေရှိတယ်တွဲတာကိုကလက်ခံခြင်းလည်းလက်ခံမယ်လက်မခံခြင်းလည်းလက်မခံဘူးပေါ့နော်အဲဒီနေ့မှာရွေးချယ်ပြီးထားလို့ရတယ်ကိုရဲ့ review လုပ်ပြီးတော့ကိုကြိုက်မှလက်ခံမယ်ပေါ့နော်ဒီနေရာလေးကိုဖွင့်ပေးလိုက် အဲ့ဒီနေရာလေးဖွင့်ပြလိုက်တာနဲ့တယောက်ကတက်တွေ့တာနဲ့ကိုယ့်ရဲ့ Facebook notification လေးမှာအဲ့ဒီတက်ပုံလေးနဲ့ပေါ်ပေါ်လာတာပေါ့နော်အဲအမှတ်တံဆိပ်ပုံလေးနဲ့ပေါ်လာမယ်အဲပေါ်လာရင်နှိပ်ကြည့်လိုက်နှိပ်ကြည့်လိုက်ရင်အပေါ်က height အောက်ကအဲ့တူပလိုဖိုင်ဆိုရေးထားအပြာလေးနဲ့နှစ်ချောင်းပေါ်လာမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကလက်ခံကျင်တယ်ဆိုတော့အတူပလိုဖိုင်အောက်ကအပြာလေးနှိပ်လိုက်တော့မိတ်ဆွေရဲ့အကောက်ထဲကိုဝင်သွားမယ်အဲမိတ်ဆွေကသူ့တက်ကိုကျွန်တော်ကမကြိုက်ဘူးဆိုရင်တော့အပေါ်က height ဆိုတာလေးအဖြူလေးရှိတယ်နှိပ်လိုက်တာနှစ်ချောင်းပေါ်လာတာပေါ့နော်အဲကျွန်တော်လည်းမပြတော့ဘူးနော် height ဆိုနှိပ်လိုက်တာနဲ့မိတ်ဆွေရဲ့ အဲဒါတက်တွဲတော့လက်မခံနဲ့ညင်းပယ်တယ်ဒါဖြောက်လိုက်တာပေါ့နော်။ Okay ဒီတိုင်းထားလို့ရတယ်ဒါဆိုရင်ဒီနေရာကဖွင့်တာပေါ့နော်။ Okay ဒါဆိုရင်ဒီလောက်ဆိုရင်မိတ်ဆွေသဘောပေါက်မှုလို့မျောတင်တယ်။အဓိကတော့ဒီ၃ချက်ပေါ့နော်။အဲနံပါတ်၁ကကျွန်တော်တို့ follow လုပ်ထားတဲ့လူပိတ်မရအောင်ဆိုနော် follow in public contact ကသွားပြီးတော့ပိတ်။အဲနောက်တစ်ချက်က friend လုပ်ထားတာလို့ရှိတယ် friend လုပ်ထားတဲ့လူကဒီနေရာကလာပိတ်။အဲတက်တွဲတာကိုမကြိုက်ဘူးဆိုရင်တော့ဒီနေရာလေးမှာတစ်ချက်အဲ all limit ထားပြီးတော့ဒါလေးကို review နေနဲ့ဒါကျွန်တော်ရဲ့မိတ်ဆွေကအမှတ်လေးဖွင့်ပေးလိုက်ပေါ့နော်။ โอเคဒါဆိုရင်တော့အဲကျွန်တော်ရေးမဆွေနားတဲ့သဘောပေါက်မယ်လို့လည်းမျှော်လင့်တယ်ပထမတစ်ပုတ်တင်ပြရတာရှိတယ်ဗောနော်အဲကျွန်တော်ရှင်းပြတာကဒီလောက်မပြည့်စုံဘူးကျွန်တော်က friend လောက်ပဲရှင်းပြသွားတယ် follower လေးမားတွေကလာတင်သွားတယ်ဗောနော်ဟဲ့ဒါကြောင့် follower သမားကိုအယူယူ friend သမားတွေကိုဗောနော်ပိတ်တဲ့နီလန်လေးကို share နေလုပ်ပေးတာပါဟုတ်ကဲ့ပါအဲဒီ video လေးကတော့ဒီလောက်ပါပဲဒီ video လေးကမိတ်ဆွေတို့အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်အဲတငယ်ချင်းတွေတည်အောင်လည်း share ပေးဖို့အကူအညီတောင်းပေးရစီခင်ဗျာဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်